်ကြီးဖိုက်ကြီးဦးအဲ့လိုပြိုင်မယ်ဆိုအန်တီမသိဘူးဟုတ်လားမသိဘူးဘဘူးမေရပြီဆိုမှအဲ့ဒါမှသိတာအန်အော်ဝါရငါလို့ပြိုင်မွေးသွားရင်လို့ကိုလိုကြီးဝဲမကြည့်ရဘူးလို့အဲ့လိုအဲ့လိုပြောတာလေအဲ့လိုတွေဝဲဝဲရမှာလားဆိုနောက်ကြလို့အော်သူလျှောက်တာလှတာပဲလို့ဟုတ်လေအဲဒီလုံးတစ်ခုကိုမရမချင်းသူလုံးတဲ့အကျင့်ရှိတယ်ရှောက်တာတော့လေရှောက်အောင်တာပဲဒါအိမ်မှာရှောက်တော့အော်သူဒီကလေးလေးဟာလမ်းအားလို့ အန်ဒီကခလေးလေးခေါ်တာလေခလေးလေးကလည်းဟဲ့လို့ငါရှက်တာသူကရှောက်အောင်လာလေအိမ်ရှိမှာရှောက်အောင်တော့ကိုဆိုင်ကလေးကကြည့်ဒီဆိုင်ကလေးကကြည့်ပေါ့ဒါရဲ့ဘာလုံးမှမမသိဘူးခဏတည်းမှာအဲ့ခဏတည်းနဲ့ရှောက်တာတော့ဟုတ်တော့အဲ့ဒေါက်တေကျိုးအဲ့လိုရှောက်နေနောက်မှပကိုးမယ်ရပြီဆိုမှအော်သူဒါကြောင့်လောက်တာဦး ော့ဟိုဟာကျွန်တော်ဟောပြလာပါမင်္ဂလာပါတာဟုတ်ကဲ့ပါအဲ့ဒါ final day လည်းရောက်ပြီဆိုတော့တပီးလေးကိုပြန်ရဖို့ဟောဘယ်လောက်ထိရောစိတ်လှုပ်ရှားနေလဲအဲ့ဒါလေးကိုစပြောပြပါဦးစိတ်လှုပ်ရှားတော့သူ့ရဲ့သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးအတွက်စိတ်လှုပ်ရှားတာပါပဲဒါပေမဲ့တားရဲ့တမီးတွေလာရောက်ပြိုင်တဲ့တမီးတွေအကုန်လုံးကဟိုအရန်တော်ကြတယ်လေတော်ကြတော့တားရဲ့မှန်သောသစ္စာစကားပါဘယ်သူပဲရရပါလို့ဟုတ်စူးစမ်းပါလို့တမီးတွေအကုန်လုံး ကဲပါဒီနိုင်ငံပတိုင်ကဟိုပေါ့ကေနာဆွဲအဲ့ဒီဘလိုလေးခွင့်တောင်းပြီးတော့ဒီနိုင်ငံပြန်ဖို့ဒါကိုခွင့်တောင်းပြီးတော့အဲ့ဒီဘလိုဖြစ်ဖြစ်လိုက်သူအဲ့လိုပြန်မယ်ဆိုအန်တီမသိဟုတ်လားမသိဘဘူးမေရပြီဆိုမှအဲ့ဒါမှသိတာဟုတ်လားဟောအဲ့တော့ဘလိုလေးအော်သွားလဲအေးအော်ဝါးငါလို့ပြန်မသွားရင်လို့ကိုလိုကြီးဝယ်မကြည့်ရဘူးလို့အဲ့လိုပြောအဲ့လိုပြောရလေအဲ့လိုဒီဝယ်ဝယ်ရမှလားဆိုနောက်ကြလဲအော်သူလျှောက်တာလှတာပဲလို့ အဲ့လိုနဲ့အဲဒါကျွန်တော်တို့တော့ကျိုးသိပဲဒီပြောပြပါအောင်တကယ်တိုက်အဲကျွန်တော်တို့ကလည်းအစရန်သူပြောတာ2026မှာ join မယ်လို့ပြောတာပေါ့နော်ဒါဟိုအရင်နှစ်ထဲအဲ့လိုပြောတာပြီးတော့ New Year ညတော့ကလည်းတီလက်ရှင်တွေပါကြောက်ွက်ခရုံးတွေပါကြောက်တုံးလိုက်တော့အော်သူဒီနေ့မပြိုင်မြစ်တာတေချာကြီးပေါ့ပြီးလိုက်ပြီးတော့ပြိုင်ပြစ်တယ်တကယ်ချင်းဆိုပြီးတော့တကြံပြီးလောက်မှာအဲ့လိုမျိုးတည်ရပါပေါ့နော်အဲ့လိုဆိုတော့လည်းသူကလည်းအဲ့လိုမျိုးစိတ်မြန်လက်မြန်ရှိတယ် သူကအဲ့လိုမိမစိတ်မျိုးသူယောက်ျားစိတ်ကြီးအဲ့လိုမျိုးစိတ်မြန်လက်မြန်ဆိုတော့အဲ့လိုပြန်ပြစ်တယ်ဆိုတော့လည်းဒါအကောင်းဆုံးတငယ်ချင်းတွေအနေနဲ့လည်းတာဝန်ကြီးအောင်လို့ဝင်ရံပေးရတယ်ဟုတ်ကဲ့ပါဒါပေမဲ့သူကပြန်ဖို့ဆုံးဖြတ်ပြတဲ့အချိန်မှာတေချာကိုဒီဇိုင်းမမကိုသူလေးချတော့ရတော့ပတ်သက်ဆိုတာတော့ပတ်သက်ဆိုဆုံးဖြတ်တဲ့အချိန်ကိုသူကောက်ရတယ်လေးချတာအဲ့သူရဲ့ဇွဲပေါ့အဲ့ဒီသူကဒီကိုရေကငယ်ရေကဇွဲကြည့်ရလားကြော်ကြည့်ရပြောပြပါဟုတ်တယ်ဟုတ်တယ်အာဒီအလုံးတစ်ခုကိုမရမချင်းသူလှုပ်တဲ့အချင်းရှိတယ်ရှောက်တာတော့လေရှောက်အောင်တာပဲဒါအိမ်မှာရှောက်တော့အော်သူဒီကလေးလေးဟာလမ်းအားလို့ အန်တီကခလေးလေးခေါ်တာလေခလေးလေးကလည်းဟဲ့လို့ငါရှက်တာသူကရှောက်အောင်လာလေအိမ်ရှိမှရှောက်အောင်တော့ကိုဆိုင်ကလေးကကြည်ဒီဆိုင်ကလေးကကြည်ပေါ်သားရဲ့ဘာလုံးမှမမသိဖနက်တွေမှအဲ့ဖနက်တွေနဲ့ရှောက်တာတော့အဲ့ဒေါက်တွေကျိုးအဲ့လိုရှောက်နေနောက်မှပကိုးမယ်ရပြီဆိုမှဩသူဒါကြောင့်လောက်တာဦးအဲ့တော့ကသားလဲသွားတယ်ကွာဒါတော့ပြောပြောတကယ်ကြည့်ရတာသူပြန်ပြန်ဆိုရဲချိန်ပါလေဒါဝင်ရခုလည်းရှိတယ်တက်ချင်းလည်းအားကြီးရှိတယ်အဲ့ကြားမှာသူစက်တက်ကြတဲ့ချိန်ရှိတာအဲ့ချိန်မှာတကယ်ကြည့်ရဘလို့အားပြရတယ် ရှိတာပေါ့အဲသူစိတ်တက်ကြရယ်ဆိုတာထက်ပေါ့နော်ကျော်ရက်ကအရန်တက်ပါတယ် strong ဖြစ်တယ်သူစိတ်တက်ကြတာထက်ပေါ့နော်လို့ဝမ်းနေတယ်လို့လေမြင်မှုတာတစ်ခါမှမြင်မှုရဲ့အဲ့ဒါဘယ်တော့လဲဆိုသူအဲ့ဒီဟိုနှာခေါင်း surgery လုပ်သွားပေါ့နော်အဲ့တော့ဒါအလီတို့ကြောက်လဲဟိုမှာနေမှာဟိုအဖွားလည်းရှိသေးရယ်အဲ့ဒီချိန်တုန်းကလည်းသူကနေသူဟိုမှာလည်းအလုပ်တွေနဲ့ဆိုတော့ဒါကျွန်တော်တို့တငယ်ချင်းတွေရန်ကုန်မှာရှိတဲ့တငယ်ချင်းတွေပဲသူအုပ်စုလိုက်ကြီးလိုက်ပြီးတော့လိုက်ဆောင်ပေးကြပါပေါ့နော် ခွဲကန်းနဲ့ကထွက်လာတော့အဲချုပ်ရိုးကြီးနဲ့အဲ့လိုပတ်တီးနဲ့အဲ့လိုမျိုးမှုတရားအဲ့လိုမျိုးသူ့မိသားစုကိုအဲ့ချိန်တော့သူလွမ်းမိသွားရတယ်တူပါတယ်။ကျန်တဲ့အချိန်ဒီမှာတော့သူ့ကိုဝေဖန်တာကြီးတိုက်ခိုက်တာကြီးအပေါ်မှာတော့သူကဟိုတကယ်ကိုကြံ့ကြံ့ခံနိုင်ပြီးသားပဲ။အဲ့ဒီအပေါ်မှာကိုရီးယားတော်မှာတစ်ခါလေကြာရင်အာကြည့်တော့ဘောသားကြီးထွက်အဲ့လိုမျိုးအာအဲ့လိုမျိုးပြောဟာကောင်းလားကိုတငယ်ချင်းသူကတော့ easy ပဲခလိုက်ပါတငယ်ချင်းပြောပါစေ။သူကအရင်အေးချမ်းတယ်။ဒီကအနီးစီကနေပြီးတော့ဒါတင်မှုတွေကြောင်းနေမှာအနီးဆိုလည်းအရင်အေးချမ်းတယ်။အာကျွန်တော်တို့ဆိုအခု ကိုတငယ်ချင်းရဖို့အရေးထိုးရေးအဲ့လိုမျိုးကြီးဖြစ်နေတဲ့အချိန်မှာအန်ဒီကတော့ရှားကျင်ရလဲရှားကျင်တာရပါစီဘာမှမဖြစ်ဘူးကျန်တဲ့လူတွေလည်းအကုန်လုံးစူးစမ်းနေကြအကုန်လုံးလှကြတာပဲအန်ဒီကအဲ့လိုမျိုးအန်ဒီကတပည့်တော်ဒါဘလို့လို့စိတ်သက်ခွာပြီးလဲဒါကျော်ကြီးစိတ်သက်ကြီးကြားတဲ့အချိန်ဟိုဝေဘန်တိုက်ခိုက်တယ်ဆိုတာလေအန်တီကလေသူ့ကိုပြောထားတယ်တိုက်ခိုက်တယ်လို့သဘောမထားရဘူးလို့ကိုယ်လမ်းကြောင်းမှန်တစ်ခုရောက်အောင်ဒါတင်ပြပေးတာလို့သူ့အဲ့လိုပြောထားပါတယ်ဒါအကုန်လုံးကအကုန်လုံးကအခုကျေးဇူးရှင်နေပဲလေဒါနော် လူပညာသမားဆိုတာတိုက်ခိုက်တဲ့လူဖြစ်ဖြစ်ဟိုအားပေးတဲ့လူဖြစ်ဖြစ်ဘသူဖြစ်ဖြစ်ကိုယ့်ရဲ့ကျေးဇူးရှင်လေးသာအားကြောင့်မို့သူကဒီပြောထားတာဒါလမ်းကြောင်းတစ်ခုကိုတင်ပြပေးတာလို့ပဲသဘောထားရမယ်လို့ပြောထားပါတယ်ကြော်တာကမြောက်တာတော့ပဲဆိုလို့ရှိရင်ပေါ့လေဒါအင်တာရှင်ဘိဘတယောက်တွေပဲဒီလိုလာပြန်မှုဆောင်တော်တော်ဘူးရွာတဲ့တက်တူပေါ့လေအဲ့အတွက်ကိုယ်ရလဲဒါအင်တာရှင်ဘွားပြတ်တမ်းမှုနဲ့ဒီကေပြောက်နေတယ်တပီးကိုဘယ်လိုလဲကိုကျင်းဆောင်လဲသူဘလောက်ဖြစ်တက်တူမှုကြီးပြောက်ကိုလာပြန်ရတယ်တက်တူရတော့တယောက်သေး ခုလာတာလေကလေးတယောက်ထဲရဲ့နောက်ဟိုစီကညမတယောက်ပေါ့ထည့်ပေးလိုက်တယ်မင်းကလေးတယောက်ထဲဆိုတော့မသိတော့ဘူးလေမသိတော့တော့တယောက်ထည့်ပေးလိုက်တယ်အိမ်မာလည်းအတီးရလည်းဒီခြေတော့ကစတီးဟိုထည့်ထားတော့ခုနောက်ကိုမလိုက်နိုင်ဘူးလေအဲ့ဥစားကို तू စိတ်သက်တော်တော်ကြန့်ခိုင်လို့ပေါ့သားရဲ့ तू လာပြိုင်တာနော်စိတ်သက်လည်းကြန့်ခိုင်နေဘလို့ပဲဘာပဲဖြစ်ဖြစ် तू ဟိုကြန့်ကြန့်ခိုင်ပြီးတော့ဒီဒီလောကကြီးကိုဖျက်ဆီးတာလေဒီအချိန်ကြီးကိုအဲ့ကြောင့်မို့သမီးကိုပြောတာ fighting မှာလို့ နေကင်းကလာတော့လေအန်တီကဖုန်းလမ်းဆက်ပါတယ်တမိနော်လို့ဘာရရနော်အဲ့လိုပြောထားတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုတာတမိလေးကိုအချို့ဘလိုလေးရောတာစုပေါင်းပေးတယ်အမိစိတ်ချမ်းသာမှုပေါင်းနဲ့ပြည့်စုံပါစေလို့ကျန်တဲ့သားသမီးလေးတွေရောတမိပြိုင်ပွဲဝင်တမိလေးတွေရောအကုန်လုံးအန်တီကချစ်ပါတယ်လို့ကိုတမိလေးတွေလို့တမိလေးတွေအားလုံးလိုချင်တဲ့စုရပါစေလို့ဟုတ်ကဲ့ကျွန်တော်တော့တကယ်ကျေးဇူးတင်ပါတယ်အဲအမှန်တိုင်းပြောရတာအန်တီနဲ့မတွေ့ခင်ချိန်ကြီးကတော့ကျွန်တော်တို့ကမီးလိုပဲလောင်နေတာသိရမလားအာကိုတငယ်ချင်း ငါတငယ်ချင်းရရမယ်ရအောင်ရရမယ်ဒါပေမဲ့အရင်ကသူ့ရဲ့အချိန်မှာမီးရိုရေနဲ့ငိမ့်လိုက်တယ်လို့ပဲအဲ့လိုမျိုးဟောတော်တော်လေးတော့အေဂျန်ဝါပါတယ်ဘာပဲပြောဟိုစိတ်ကိုတော့ဟိုဘာပဲရရအကောင်းဆုံးလက်ခံဝါမယ်ဆိုရယ်စိတ်မျိုးပဲပြင်ဆင်ထားပါတယ်တငယ်ချင်းကိုတော့ကန်ကောင်းပါစေလို့ဆုတောင်းပေးပါတယ်